တီဗီရိုလေးမှာတော့အမကဖလက်ရှင်မက်ဒော့စ်ကိုရိုနာဘတ်ကိုသွားခဲ့တဲ့ဗီဒီယိုလေးဖြစ်ပါတယ်အမန်တူတူလိုက်ကြည့်ပေးအောင်နော်အပတ်ကလေးဘယ်လောက်လှရဲဆိုတဲ့အကြောင်း ယ်ဒီတစ်ပတ်ကတော့အမကအမတို့ရောက်ခါစားတော့ကနေခဲ့တဲ့ Queen Corona ပေါ့နော်အဲ့နာမှာရှိတဲ့ဘတ်ကလေးကိုသွားခဲ့တဲ့အကြောင်းလေးကိုပြန်လည်ပြီးတော့အားလုံးပြန်လည်မျှဝေပေးချင်ပါတယ်ပေါ့နော် App Park က Corona Park ကတော်တော်လေးကြီးရယ်ပေါ့နော်သူ့ရဲ့ Park နာမည်ကတော့ရှေလျားထွေပြလို့အမ Corona Park တိုးကောက်ပဲပြောရမယ်ပေါ့နော် Corona Park ကတော်တော်လေးကြီးတယ်များသောအဖြစ်အမတို့နာ Corona မှာကြတော့ပဲနေနေတာများတယ်ပေါ့နော် App Park ရဲ့အနေနာဘဝင်းချင်မှလည်းပဲနေနေတာများတယ်ဆိုတော့ဒီလိုမျိုးရာသီဥတုတာရတဲ့ချိန် Spain တို့ Summer တို့ဆိုရင်များသောအဖြစ်ကပဲရီကလာပြီးအဲ့ပေါ့မှာလာပြီးကစားကြတယ် enjoy လုပ်ကြတယ်ပေါ့နော် ဖက်ကဘလောက်ကြီးတဲ့ဆိုရင်အမတို့ဒီ queen ဘက်ကနေပြီးတော့ flashing ဘက်ထီအောင်ရှိရပေါ့နော်သူ့ရဲ့ park နာမည်ကလည်း flashing metal queen corona park queen တော့မပေါ့ corona park ပေါ့နော်ဆိုတော့အဲ့လိုမျိုးပဲ flashing ဘက်ထီတရုတ်တန်းဘက်ထီပေါ့နော်အဲ့လောက်ထီကိုကြီးရတရုတ်တန်းဘက်ကနေလည်းဝင်လို့ရရအမတို့ဒီဘက်အချမ်းကနေလည်းလာလို့ရရ corona ဘက်ကနေလမ်းလျှောက်ပြီးသွားမယ်ဆိုလည်းသွားလို့ရရပေါ့နော်ပတ်ကြီးကတော်တော်လေးကြီးပါရဲ့ အဲ့မှာဆိုရင်ရေကန်ကြီးရေလည်းရှိတယ်သူက spring တို့ summer တို့ဆိုရင်တခါတတိကြရင်အဓိကတော့ summer ပေါ့နော် summer မှာဆိုရင်သူကကနူးလေးတွေကနူးသေးလေးပေါ့နော်ကနူးလေးတွေလှော်တဲ့ဟာမျိုးလေးတွေလည်းတခါလေးကြရင်သူ free ပေးတာမျိုးလေးလည်းရှိရပေါ့နော်အမှားတို့အဲ့တုန်းကသွားခဲ့တုန်းက activity တစ်ခုရှိနေတဲ့အတွက်သူတို့အလန်လေးအများကြီးစိုက်တာပေါ့နော်ပုံမှန်တော့အဲ့လို activity ကတော့အများတော့မရှိတတ်ဘူးတခါတလေရှိတတ်တယ်ရှိတတ်တဲ့ခါတိုင်းမှာသူကအဲ့လိုမျိုးအလန်လေးစိုက်ထားတာပေါ့လို့လုပ်တတ်တယ်ပြီးတော့အမှားဆိုရင်တော်တော်များပဲတွေက ာပြီးဈေးတွေရောင်းကြတယ်အာသူတို့ food street food လေးပေါ့နော်ဆိုတော့ပြောင်းမှုတွေပြောင်းမှုကိုချိစလုပ်ထားတဲ့ဟာတွေလည်းအရင်အစားကောင်းတယ်ပေါ့နော်ပန်းချင်ကတော့အရင်လှတယ်ပြီးတော့ cherry ပွင့်တဲ့အချိန်ကြရတယ်လေအဲ့ပန်းချင်ရဲ့အာဝင်ဝင်ချင်းအမတို့ဖက်ချန်ကိုရိုနာဖက်ချန်ကဝင်မယ်ဆိုဝင်ဝင်ချင်းနားလေးမှာ cherry ဖွေးဥနေရောပိန်ပွင့်တဲ့တနေရာရှိရပေါ့နော်အဲ့နေရာဆိုတဲ့အရင်လှတယ်ပေါ့နော်ဆိုတော့အိန္ဒိယမှာတော့တခုကောင်းတာတော့ ပေါ့တီရှိတာအမှသဘောကြရပေါ့နော်အဲ့ဘာဖြစ်လဲဆိုတော့ကလေးတွေကဟိုတွားပြီး enjoy လုပ်လို့ရတယ် activity တွေဆော့လို့ရတယ်ပေါ့နော် ပြီးတော့အမှတို့နေတဲ့ရေရောက်ခါစားတော့နေခဲ့တဲ့ဒီ queen corona ကြတော့တိုက်ခန်းတွေများတာပေါ့နော်တိုက်ခန်းတွေတိုက်ခန်းတွေတိုက်ခန်းတွေအများကြီးဆိုတော့လူတွေကောအတက်ခန်းပါတယ်မွန်းကျန်နေကြတာများတယ်ဟိုအခန်းချင်းချင်းလေးတွေမှာလူတွေစုပေါင်းပြီးနေကြတာတော့ဖြစ်တဲ့တမွန်းချစ်တယ်ပေါ့နော်အခုလိုမျိုးပေါ့တီရှိတော့လူတွေလာပြီး enjoy လုပ်လို့ရတဲ့အတွက်အမှတို့သဘောကြရပေါ့နော်ပြီးတော့ဒီ bug ကခုနတစ်စိတ်အခုဒီရေကန်ကြီးကလည်းခုန ဖနဲ့တူတူပါပဲအဲ့ခုနအမပြောတဲ့ကနူးလေလေလာလှော်လို့ရတယ်ဆိုတော့ဒီနားလေးတွေမှာလောက်တာများတယ်ပေါ့နော်ဆိုတော့တခါတလေကြာရင် free ပေါ့အဲ့ကနူးလေလှော်ရဲ့အတွေ့အကြုံကတော့အမဒီမှာမလှော်ခဲ့ရဘူးဒါပေမဲ့မဟန်တန်ဘက်မှာသွားလှော်ခဲ့ရတယ်ပေါ့နော်အရန်မိုက်တယ်ပေါ့ကိုကတကယ်လို့အားရအချိန်ပေးနိုင်နေဆိုတော့လှုပ်ဖြစ်အောင်အဲ့လို activity လှုပ်ပါလို့အမတော့တိုက်တွန်းခြင်းတယ်ပေါ့နော် သူကအရန်သဘောပချဖို့ကောင်းတယ်ရေကန်ထဲမှာတခါမှအမ်မလည်းကလူးကနူးလီမလှော်ဘူးပေါ့နော်ဒါပေမဲ့အာတကယ်တမ်းလှော်ကြည့်တဲ့အခါမှာတကယ်လှုပ်ကြည့်အဲ့ activity လှုပ်ကြည့်တဲ့အခါမှာပြောဖို့ကောင်းတယ်ပြီးတော့အခုလိုမျိုးကလေးတွေ skate queen စီးနေရလဲရှိရဲ့နောက်တစ်ခုက3 dot အကြီးတစ်ခုရှိရဲ့အတွက်အမ်မတို့မြန်မာ community ရဲ့ဒီခါလေးကြိုင် stage show လောက်တာတို့ပွဲလောက်တာဆိုရင်လည်းအဲ့ပန်းညံထဲမှာလောက်ကြအများရဲ့ပေါ့နော် အမရောကိုရိုနာကြတော့ queen corona နည်းနည်းလေးအချက်ကြာကြတယ်ပြီးတော့အဲ့နဲ့အနည်းဆုံးအမရောမြန်မာ community နေတဲ့ MHS နဲ့လည်းနီးရယ်ပေါ့နော်အမရောကိုရိုနာနဲ့ဆိုရင်တော့လမ်းလျှောက်ပြီးဒီအောင်လာလို့ရပေမဲ့ MHS တို့ဘာလို့ကဆိုရင်တော့ bus ကားတို့ဘာလို့တခုခုစီးရင်မှလာလို့ရရယ်ပေါ့နော်ဆိုတော့ queen ရတော့တော်တော်လေးကျေပါတယ်ပြောဖို့လေအရန်ကောင်းတယ်တကယ်လို့ကိုက new york ကိုရောက်တယ်ဒါမှမဟုတ်ရင် new york နာမှာ queen နာမှာနေရယ်ဆိုတော့တော့လဲတဲ့နေနေရလို့အမရောထင်ပါတယ်အမတူလိုက်ကြည့်ပြေအောင်နော် any ော့အမဘိုင်းအញ្ញမ်းမဟုတ်ကလေးစကိတ်စီးနေအောင်ထိုင်ကြည့်ဖြစ်တယ်ပေါ့နော်အခုလိုအပန်းညံနေမှာစကိတ်ကွင်းနေလုပ်ပေးထားရတဲ့အတွက်လည်းကလေး activity အတွက်ကောင်းတာပေါ့နော်အမတော့အဲ့လိုမျိုးလေးသဘောကျတယ် public area ကြီးဆိုတာရှိတင်တယ်ပေါ့နော်ဒါမှကလေးတွေကဟိုစိတ်ပလီတော့ဗတင်းကိုကစားခြင်းတဲ့အရာတွေဥမာကိုအာသနာစကိတ်အာသနာလားဒါမှမဟုတ် basketball အာသနာလားဒါမှမဟုတ်ဘောလုံးအာသနာလားဒါမျိုးတွေသူတို့လုပ်လို့ရမှာပေါ့နော်မဟုတ်ရင်ကစားစရာနေရာမရှိ public area တွေမရှိ pub တွေမရှိရင်ကလေးတွေဖဲတော့လို့သွားမှမသိကလေးတွေမွန်းချတယ်ပေါ့နော်ကလေးဆိုတဲ့အရာက ိတ်လွတ်ကိုလိုကစားဖို့လိုအပ်တယ်သူတို့မှာဒီကလေးဆွဲဘဝအချိန်လေးလူလူငယ်ဆွဲဘဝအချိန်လေးကအရန်တိုးတောင်းနေပေါ့နော်အဲ့နောက်ပိုင်းမှာဘဝဆိုတဲ့အရာတွေကိုအမတို့ကပခုံးနဲ့လွယ်ပြီးထမ်းရတာဖြစ်တဲ့အတွက်ဒီလိုအချိန်လေးပဲဟိုစိတ်လွတ်ကိုလိုပျော်ပါတာဖြစ်တဲ့အတွက်အမတို့အခုလို activity တွေကလေးတွေလုပ်ရင်အရန်သဘောကျတာပဲအမကလည်း sketch ကြီးကအရန်ကြိုက်တယ်ပေါ့နော်ကဲအခုလိုမျိုးအမ video တွေ like ကြည့်ပေးတဲ့အတွက်လည်းအမကကျေးဇူးတင်ပါတယ် အမနောက်ဗီဒီယိုမှာလေးထပ်ပို့ကောင်းလားအောင်နောက်ပြီးတော့အမရှောက်သွားခဲ့တဲ့နေရာလေးတွေရှောက်စားခဲ့တဲ့နေရာလေးတွေနောက်ပြီးတော့ဘုရားဖြစ်မဲ့အကြောင်းအလေးတွေကိုလည်းအမပြန်လည်းမျှဝေပေးမှာဖြစ်တဲ့အတွက်အမဗီဒီယိုလေးကိုချိန်နှိမ့်သက်သက်တယ်ဆိုရင်လည်း like and subscribe လေးလုပ်ဖို့မမေ့နိုင်အောင်နော်ကဲအမနောက်မှထပ်တွေ့ကြပါပေါ့ဘိုင်ဘိုင်